1029ဆစ်စင်ရေးပြည်ရဲ့နောက်ပိုင်းမှာရှမ်းပြည်တွင်းရှိတဲ့တိုင်းတာလက်နက်ကန်အချင်းချင်းတွေကြားမှာနေမြေကိစ္စနဲ့ပတ်သက်ပြီးပြည်ပခန့်တွေဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။အထူးသဖြင့်1029ဆစ်စင်ရေးကိုပေါ်ဆောင်ခဲ့တဲ့ MMDAA, TNNA, AA တို့စစ်ရေးအောင်မြင်တဲ့မြို့နယ်တွေကိုတိုင်ပိုက်လာနိုင်တဲ့အခါမှာရခင်ကအတူတကွရှင်တွဲနေထိုင်ခဲ့တဲ့တိုင်းတာလက်နက်ကန်အချင်းချင်းတွေကြားမှာနေမြေစုံမှုမှုပြဿနာကြောင့်ထိတွေ့မှုတွေစတင်ကြီးထွားလာခဲ့ပါတယ်။ ဒီနေ့အတွင်းမှာပဲကုတ်ခိုင်မြို့နယ်ပေါ်မိုင်းတုံမြို့နယ်တို့တွေမှာ TNN နဲ့ KIA တို့ရဲ့အောက်ခြေတပ်သားတွေထိတွေ့မှုဟာတဖြည်းဖြည်းပုံပြီးများလာပြီးတော့ဖြစ်ခိုက်တံရရှိတဲ့အခြေတွေဖြစ်လာခဲ့ပါတယ်။ဒီလိုလက်နက်ကင်ဖက်စီချမ်းမှာပြည်ပခန့်တွေဖြစ်ပွားလာရတဲ့အတွက်ကြောင့်ပြည်သူတွေအချင်းချင်းကြားစိတ်ဝမ်းကွဲမှုနေမြင့်တွင်းလူမျိုးရေးတဟဆဒါမဖြစ်နေတော့ဘူးလို့ကွက်ခိုင်မျိုးတအားဒေတာခံတို့ကတော့အခုလိုပြောပါတယ်ချင်းအကြီးမုံကွာမှုအမုံကွာမှုဒီဆိုမှပြန်ပွားစီတာပေါ့နော် အဲဒီတော့ပါပဲစီစီကျမတို့ကုခိုင်မှာဆိုလို့ရှိရင်လူမျိုးပါတာမရွေးကျမတို့ကသဟဘာသာဖြစ်တယ်ပေါ့နော်အခုဒီလိုဖြစ်နေတဲ့အချိန်မှာကျတော့ကျမတို့ဒီအချင်းချင်းလုံးလုံးဖို့ကိုင်ဖက်ကြည့်တော့မှအဲကိုဒီနဲ့မျက်နှာချင်းဆိုင်တဲ့အချိန်မှာအဲဘယ်လိုပြောမလဲလူမျိုးတို့တို့မုန်းကြည့်တဲ့ အဲ့မျက်နာဒီအတန်ကြီးကြတော့ကိုကမြင်တွေ့ရတဲ့အချိန်မှာကြတော့ဟိုမြတ်စိတ်ချက်မှာဝန်းကျက်တယ်လို့ခံစားရပါဘူး။အဲ့လိုမဖြစ်သေးချင်လို့လေနော်။ဒါထင်လက်နက်ကန်အချင်းချင်းဖြစ်နေတဲ့ကိစ္စကိုပီတိုတွေကိုဆွဲမထည့်ဖို့နဲ့ပီတိုတွေကိုယ်တိုင်ကလည်းအားမပေးဖို့အတွက်ဒီမှာကဆက်ပြောပါရစေ။ အလားတူပဲကချင်လူငယ်တို့ကအခုဖြစ်နေတာဟာလက်နက်ကန်အချင်းချင်းကြားမှာဖြစ်နေတဲ့ကိစ္စဖြစ်ပြီး၎င်းတို့လူကြီးဝိုင်းတွေတွေ့ဆုံဆွေးနွေးတဲ့ကြောင်းရေရှည်ဖြစ်သွားပါကလူမျိုးရေးမုံတီးမှုတွေဖြစ်လာနေတယ်လို့တိုက်ပွဲတွေဖြစ်လာမှာကိုလည်းမလိုလားအပ်ဘူးလို့ကချင်လူငယ်ကတော့အခုလိုပြောပါတယ်လက်ရှိဖြစ်နေတဲ့ပြဿနာကတော့ပေါ့နော်ဒီလက်နက်ကန်ထားတဲ့လူတွေအချင်းချင်းဖြစ်နေတာဖြစ်တဲ့အတွက်တင်း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 ရှိစေချင်တယ် နောက်တစ်ခုကလက်နက်ကင်တပ်ဖွဲ့အချင်းချင်းဖြစ်တာဖြစ်တဲ့အတွက်လက်နက်ကင်တပ်ဖွဲ့တွေမှာသူတို့လိုက်နာရမယ်စီမင်းစည်းကမ်းတွေရှိမယ်လို့ညွှန်လင်းပါတယ်အဲ့တော့အဲစီမင်းစည်းကမ်းတွေကိုလိုက်နာပြီးတော့ဗီတူလူထုရဲ့ရှေ့ရီးဗီတူလူထုရဲ့အရေးကိုမျောကိုပြီးတော့အာထိန်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 ဖြစ်စေချင်ပါတယ်စစ်ဖြစ်တိုင်းကျွန်တော်ဒီအာခံရတာကတော့ဗီတူတွေပဲဖြစ်တယ်ပေါ့နော်ဗီတူတွေကတော့ခံကြီးကပဲဆိုတော့ဒီတစ်ခေါက်လဲအဲထပ်ပြီးတော့ ိုက်ပွဲတွေမဖြစ်စေချင်ဘူးတိုက်ပွဲတွေဖြစ်လာရင် ဆုံးရှုံးမှုတွေအများများပါတယ်ပြည်သူလူထုတွေနဲ့အနေနဲ့ဆုံးရှုံးမှုတွေအများများပါတယ်ဒါကြောင့်တနက်ကင်ဖွဲ့တွေအနေနဲ့ဒီစစ်ပွဲပြန်မဖြစ်အောင်တိုက်တိုက်တိုက်ရှိစေချင်ပါတယ် အခုလောတဆန်နဲ့စက်ကွန်စစ်စင်ရနပိုင်းတိုင်းတာချင်းချင်းကြားမှာပိရိပခတွေရှိလာတာဟာလက်နက်ကင်အင်အားကိုအာကိုပြီးအဖွဲ့အစည်းကိုထိန်းချုပ်ပေးနိုင်မဲ့အဖွဲ့အစည်းကြီးကမရှိနေတာဒီလိုမျိုးတဲမှမှုနဲ့ရှေ့ဆက်နေမယ်ဆိုရင်ပြည်ထနာကပြည်လည်မှုရှိလာနိုင်မှာမဟုတ်ဘူးလို့လည်းအလွတ်တန်းတုတေသနနန်းခွန်လေးကတော့အခုလိုပြောပါတယ်ว่าสิ่งหนึ่งส่วนสองเจนในพีดมอกันในกีจุมลุกขึ้นเจ้าคือใจว่าจุมสองจุมเว้ ဒီတိတုံညာနှစ်ခုစီစဉ်ရင်နောက်ပိုင်းမှာတော့တယင်သားလက်နှက်ကင်အရှင်ရှင်ကြားမှာကိုပြည်သူနဲ့ဒေတာတွင်ရှိတဲ့လက်နှက်ကင်တွေကြားမှာကပဏိပက္ခတွေကအမြဲစစ်စစ်မပြတ်တွေ့လာရတယ်။နောက်တစ်ခုဒီလိုပြဿနာတွေဖြစ်လာတာကအ धिक အကြောင်းရင်းကတော့အခုလိုအတွေးခေါ်မျိုးနဲ့ဆိုရင်လက်နှက်အင်အားတပ်အင်အားများတဲ့အဖွဲ့ကတော့အတန်ပိုးကျဲနေတာပေါ့လေ။အာပြီးတော့သူတို့အတွေးခေါ်တွေကငါပါပဲလို့လို့လုံလို့ရတယ်လို့တွေးနေကြတာပေါ့လေဒီလိုမျိုးအတွေးခေါ်တာက တို့ရေရှည်မတွေးတာရဲ့နိုင်ငံရေးအမြင်တိတ်မရှိဘူးလို့မြင်နေပေါ့အာပြီးတော့နောက်တစ်ခုကဒီလိုပြဿနာမျိုးကိုထိန်းချုပ်ပေးနိုင်မဲ့ဥပဒေမရှိတာရဲ့နောက်တစ်ခုအင်အားကြီးတဲ့လက်နက်ကင်တပ်ဖွဲ့မရှိတော့ဒီလိုပြဿနာကဆက်ဖြစ်နေတာလို့မြင်နေဒါကြောင့်မလို့ဒီအရှင်းရှင်းကြားမှာဒီတင်းမာမှုတွေဆက်ရှိနေတာပေါ့လေ ရှမ်းပြည်တွင်းကဒိုင်နာလက်နက်ကင်ချင်းချင်းကြားမှာဖြစ်နေတဲ့ပြည်ပခန့်တွေကိုဖြစ်ရှင်းဖို့စီရင်ဆွေးနွေးမှုနဲ့ပဲညှိနှိုင်းဖြည့်လျှော့ပေးဖို့လိုအပ်တယ်လို့ဒီမကဆက်ပြောပါတယ်။တာပြင်းနိုင်ငံရဲ့အတွေးခေါ်ကိုလည်းပြောင်းလဲတင်ကြောင်ဒီမကဆက်ပြောပါတယ်။လက်ရှိ KIA နဲ့ TNN တို့ဖြစ်ပွားနေတဲ့နယ်မြေပြည်ပခန့်တွေကိုတော့အထက်လူကြီးတွေညှိနှိုင်းဆောင်ရွက်သွားမယ်လို့ပြောဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KIA နဲ့ TNN တို့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုဆက်တွယ်ထားပေမဲ့လည်းဆက်တွယ်လို့မရရှိခဲ့ပါဘူး။ ဒါမဲ့ KIA KIO ရဲ့ဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကတော့ရှမ်းမြောက်လူထုနဲ့တရားထဲမှာအစီအွေလုပ်မယ်လူထုရဲ့တဘောထားယူပြီးတော့ဆုံးဖြတ်ချက်ချနိုင်မယ်ထင်တယ်လို့မလရှင်းနေကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာတပ်ပုံတပုံနဲ့တင်လာခဲ့ပါတယ်။ တော်ဝင်မဲ့ကွက်ခန့်မြို့ပေါ်က KNA ဆက်ဆံရေးရုံးကို TNN ကဖယ်ရှားလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ TNN ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကတော့အကယ်၍ KNA ကကွက်ခန့်မြို့ပေါ်ဆက်ဆံရေးဆက်လက်ဖွင့်ထားမယ်ဆိုရင်အယဝုနဲ့လက်နက်မပါစစ်သားတွေမပါဘဲနဲ့ခွလို့ရကြအောင်လူမျိုးရေးပဋိပက္ခအတွက်လူထုတွေအနေနဲ့ကောတော်လှန်ရေးအနေနဲ့ကောစိုးရင်ဖွယ်မရှိကြအောင်ထိုကိစ္စကိုလည်းနိုင်ငံရေးနီလန်းအရာဖြေရှင်းဖို့လောက်ဆောင်နေကြအောင်အေယာဝတီတည်င်းဌာနမှဖြေဆိုထားပါတယ်။ ရှမ်းပြည်နယ်ဟာမြန်မာနိုင်ငံအတွင်းနဲ့နာမည်ဧရိယာအကျယ်ဆုံးနယ်မြေတစ်ခုဖြစ်ပြီးတော့တိုင်းနာပေါင်းစုံအတူတကွအရှင်တွဲနေထိုင်နေတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ရှမ်းပြည်နယ်အရေးကိုဖြည့်ရှင်းနိုင်ရင်မြန်မာပြည်ရဲ့အရေးကိုလည်းဖြည့်ရှင်းနိုင်မယ်လို့လည်းရှမ်းနိုင်ငံရေးသမားတွေကတော့ပြောလို့ရှိတဲ့စကားဖြစ်ပါတယ်။ 1949ခုနှစ်တောင်တန်းနယ်ပြည်မှာတို့အတူတကွပူးပေါင်းပြီးတော့ဗြိတိရှားလက်အောက်ကနေလွတ်မြောက်ဖို့အတွက်လွတ်လပ်ရေးယူပြီးတဲ့နောက်ပိုင်း1962ခုနှစ်ပိုချုပ်နေဝင်အာဏာမတည်ခင်အထိရှမ်းပြည်တွင်းမှာရှိတဲ့တိုင်းနာပေါင်းစုံကအတူတကွပျော်ရွှင်စွာရှင်တဲနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တော့စိုက်ဆံပါ